တောအုပ်တစ်ခုကိုကျော်လာနိုင်ရှေ့တွင်မြည်သည့်အပင်ကြီးမှမရှိတော့ကန်းဆက်အနီးသို့ရောက်လာခြင်းဖြစ်နိုင်သည်သူသည်သစ်ပင်တစ်ပင်ပေါ်သို့တက်ပြီး ရှေ့ခီးကို မျောကြည့်လိုက်လာရောက်မှုံဝါးဝါးအောက်တွင်တဲတောင်မြင်နှင့်တူသော မြင်ကွင်းတစ်ခုကိုလှမ်းမြင်လိုက်ရ၏သူသည်သစ်ပင်ပေါ်မှချက်ချင်းပြန်ဆင်းပြီးရှေ့ခီးကိုဆက်လျှောက်သွား၏ မှန်သည်တောင်ပြင်ဖြစ်၏မြစ်အဆက်ဖြစ်၏ရှေ့တွင် ရေတွေ့တော်မူသူသည် ရေမြင်တွေ့လိုသောဖြင့်အရှိန်ဟုန်ပြင်းစွာဆက်လျှောက်သွား၏ဤဒီမှာသူအမားပင်ဖြစ်တော်၏အသက်ကယ်သင်္นานကြောင့်တက်စဉ်ကမြစ်အနီးသို့ရောက်လျင်ကမ်းမများရှိတတ်သည်ခြေလန်းလှမ်း၌အလွန်သတိထားရမည်ဟု သင်ထား၏ ူဤတင် जा ချက်ကိုမေ့နေခဲ့၏ရုပ်ရည်ကကမ်းမတစ်ခုမှအရှိန်ကြော်ပြီးပြုတ်ကျသွားသည်သူ့ရင်ထဲတွင်အေးကနေဖြစ်သွား၏ချက်ချင်းမြေပြင်တွင်စောင့်မိသည့်ဒဏ်များအသက်သာဆုံးဖြစ်ရန်သူ့ကောင်းကိုလက်နှစ်ဖက်ဖြင့်အုပ်ပြီးခါးကို ရှေ့သို့ကုန်ပြီးကွေးထားလိုက်၏ကဘာအောက်ခြေနှင့်ထိပ်ပြီးသူသည်ဒလေးကောင်ကို ထိုးကြသွား၏အရှင်ရက်သွားချိန်၌သူသည်ချက်ချင်းမလှုပ်ရဲခြေနှင့်လက်များတစ်ခုခုကျိုးသွားလိမ့်ပြီလားသူတစ်ခုချင်းတစ်ဖြည်းဖြည်းလှုပ်ရှားကြည့်ကံကောင်းသည်မြည်သည့်ကြီးကျယ်သောဒဏ်ရာမမရရေဇက်သူရောက်လာခဲ့ပြီမဲကောင်မြကန်းသူရောက်လာခဲ့ပြီသူသည် သူရောက်ရှိနေသည့်နေရာကိုခွေးဘလူးထံသို့သတင်းပို့လိုက်။ကောင်းမျိုးတိတ်ကောင်းခမ ्या ကူဆက်လို့ရမှာကတော့အစ္စတာဝီလီယံအတိုင်းပဲ။အစ္စတာဝီလီယံမှာရေကူးခြင်းဖြင့်အလွန်နမဲကြီးခဲ့သောအမေရိကန်ရုပ်ရှင်မင်းသမီးအမည်ဖြစ်၏။ခွေးဘလူးကသူ့ကိုရေကူးသွားရန်ညွှန်ကြားချက်ပေးနေခြင်းဖြစ်၏။သူ့ကိုရေတွင်ဖော့ပြီးရေစီးတိုင်း မျောချသွားရင်ပြောချင်းဖြစ်ရမည် သူသည် သူ့ကိုမှ မလိုအပ်သောပစ္စည်းအားလုံးကိုကမ်းစက်တွင် ချလိုက်၏အိတ်ဆောင်ရေဒီယိုမီးကြီးနှင့်သက်ကဲဓာတ်ကိုသာ သူနှင့်အတူ ယူဆောင်သွားရင်ဆုံးဖြတ်လိုက်၏မြေကြီးမှမြောက်မှ တောင်သို့စီးနေ၏သူသည် ရေနှက်အတွင်သို့ဆင်းလိုက်၏ရေစီးတိုင်းမျောချလိုက်၏ ိတ်20ခန့်သွားမိသည်နှင့်မောလာ၏နားကျင်လာ၏ဤအနက်ကိုခြေဖြစ်ထောက်၍စမ်းကြည့်လိုက်အံ့ဩစရာတွေ့ရပြန်သည်ရေမှမနက်အောက်ခြေကိုခြေထောက်မိနေ၏မြေပြင်ဤအောက်ခြေမှာကြောက်လွှာဤဖြစ်နေ၏ထို့ကြောင့်ခြေထောက်လိုက်သောအခါသူ့ခြေဘွားမှာကြောက်စွန်းများနဲ့ထိပြီးစူး၍သွား၏ကဲ၌ ဖနှက်ချွတ်ပစ်ခဲ့မိသည်မှာမားခဲ့ပြန်ပြီတကယ်တော့ရေမနှက်ခြင်းကြောင့်ဖနှက်သာပါလင်ကြောက်လွာအတန်းလျှောက်သွားလင်ဖြစ်နိုင်သည်သူသည်ရုပ်ချီးပင်ဖနှက်ချွတ်ထားသောနေရာသို့ပြန်သွားပြီးဖနှက်ပြန်ဝတ်လိုက်ရန်ဆုံးဖြတ်လိုက်ပြန်၏ပြန်လျှောက်သွား၏ဖနှက်ဝတ်လိုက်၏ဖနှက်ဝတ်ပြီးနောက်ရေမြုပ်ကြောက်လွာအတိုင်းလိုက်နှင်းပြီးလျှောက်သွား၏ တဖက်ကန်းသူရောက်သည့်အထိပင်ကူးနိုင်ခဲ့၏တဖက်ကန်းသူရောက်ခဲ့ပြီလင်းတို့21ပြောပါခမည်းပတ်ဝန်းကျင်မှာပိုးဆုံးကျူးတွေရှိတယ်နော်မြင်တယ်မဟုတ်လားတတိထားပိုးဆုံးကျူးသူရုတ်တရက်ခွေးဘလူဘာကိုဆိုလိုသည်ကိုသဘောမပေါက်ဘေးပတ်ဝန်းကျင်ဘယ်ညာကိုလှမ်းကြည့်လိုက် သူ့ရင်ထဲ၌ဒိတ်ကနေဖြစ်သွား၏စောစောကသူဖြက်ကူးပြေးလာခဲ့သောတစ်ဖက်ကန်း၌လက်နှင့်ဓမီရောင်အများပြားကိုမြင်တွေ့ရ၏သူနောက်ကိုလိုက်ရှာနေကြသောရန်သူများပင်မဟုတ်လားသူတို့သူရှိရာတစ်ဖက်ကန်းသူများကူးလိုက်လာကြလေဦးမလားမပြောနိုင်လင်းတို့27ခမရခုညတကြင်းတော်ဆက်ကစားမှဖြစ်မယ်ဗျို့ကြိုးစားလိုက်အောင်များ ခင်ဗျာဒီပွဲမှာအနိုင်ရဖို့ကတော့တေချာသလောက်ရှိနေပါပြီခွေးဘလူးကညွန်ကြားချက်များပေးယခု तू သွားရမည်ခီးမှာမြစ်ကြောင်းတိုင်းဂိုက်900ခန့်အောက်သို့စုံစင်းသွားရန်ဖြစ်၏ तू သည်ကန်းဆက်တိုင်းလိုက်၍အောက်ဘက်သို့အလွန်ခက်ခဲစွာမျောချလာခဲ့၏ 365ไก66 69သူဒီရှေ့မှာအတားအဆီးတစ်ခုနဲ့ဝင်တိုက်မိရင်ဘတ်နဲ့ဝင်တိုက်မိခြင်းဖြစ်၏သူဒီတိုက်မိသည့်အရာဝတ္ထုကိုလက်ဖြင့်စမ်းကြည့်လိုက်မိရထားတန်လန်းကျိုးဖြစ်နေ၏ဆဲဘီအရှိကန်ရှိလိမ့်မည်သူမိရထားတန်လန်းကိုတွေ့ပြီးသူ့ခီးကိုဆက်လျှောက်သွား၏ ွားရပိုလွယ်သွားသလိုရှိ Guide 380ခီးကိုရောက်ပြီဤခီးမှာကျင်းမှတ်14ဤခီးဆုံးဖြစ်နိုင်သူသည်မြစ်ဆက်သို့ပြန်ကပ်ပြီးခြုံများကြားတွင် တွေ့ကပ်ပြီးပုံရှိုးနေ၏မိနစ်30ခန့်ကြာသွားခဲ့ပြီသူခန္ဓာကိုယ်တွင်ရတာသောဒဏ်ရာအမျိုးမျိုးမှပို၍နာကျင်ကြိုက်ခဲလာ၏အဆိုးဆုံးမှာ ပခုံးမှဓာတ်တန်ရပင်ဖြစ်သူသည်မျက်စိနှလုံးကိုစုံမိပြီးကြိုက်ခဲသောဝေဒနာအမျိုးမျိုးမှတတ်တာအောင် အခြားစိတ်ဝင်စားစရာများကိုစူးစမ်းတွေး၍အာယုံပြုတ်နေ၏မကြမီအတန်တတန်ကြား၏သူအထူးနားဆင်း၍သဲခွဲမှုရှိအောင်နားထောင်၏လေလှော်သည်သူသည်ခြုံတွင်းမှခေါင်းပြူထွက်ပြီး အတန်ရှိရသူချောင်းကြည့်လိုက်သူနဲ့ဂိုက်90အကွန်၌လေတစင်းအပေါ်ဘက်မှစုံစင်းလာခြင်းဖြစ်၏လေမှာတဖြည်းဖြည်းသူနဲ့ပုံနီးလာ၏လေပေါ်၌ရန်သူစစ်သား6ယောက်ခန့်ပါ၏သူတို့တရများဟုသူတို့ပေါင်ပေါ်၌တင်ထားကြ၏မိယထာတန်လန်းပြအနီးသို့ရောက်သောအခါလှေကိုရက်လိုက် လေပဲ့ကန်သူကလှေကိုတန်လန်းနာကတ်သွား၏စစ်သားတယောက်တန်ဘာရမ်းမြောက်အသေးချာစစ်စေ၏ဗီယက်နမ်ဘာသာဖြင့်တူးကိုတူးတိုးတိုးပြော၏လက်နှိတ်တမီဖြင့်ဟိုထိုးဒီထိုးကြည့်တန်လန်းမှာမြကူတရာဘုံမှန်၍ကျိုးကြနေသောအစိတ်ပိုင်းတစ်ခုဖြစ်၏စစ်သားတို့ကတနတ်ဦးဖြင့်ရေညာဘက်ကိုထိုးပြ၏ တရားပြက်ရှိရာသို့စစ်ဆေးကြည့်ရှု၏နောက်ရေစုံတိုင်းလိုက်၍အောက်သို့ပြန်ဆုံဆင်းသွားကြ၏ဟယ်မင်တန်နောက်သို့လိုက်နေသောရန်သူတပ်ဖွဲ့ဖြစ်ရမည်ဟုဟယ်မင်တန်ချက်ချင်းတွေးယူ၍ရ၏ဒီကုံခဲ့ပြီ အမှောင်ပြူးခဲ့ပြီနေဝင်လူပြီဖြစ်၏ဟဲလ်မန်ဒန်ဒီသူ့ချင်းနဲ့လက်ကိုခက်ခဲစွာလှုပ်ရှားနေရ၏ခြေပန်းလက်ပန်းကျနေပြီဖြစ်၏ဂျင်းမတ်59နဲ့76ကိုလေသူအောင်မြင်စွာကစားခဲ့ပြီ စက်ကစားရန်နှစ်ကျင်းသာကြံတော့၏ခွေးဘလူ၏သတင်းပေးချက်အရသူ့ကိုရိတ်ခါချပေးမည်လေးမြန် မိနစ်ပိုင်းတွင်ရောက်လာတော့မည်ဟုဆို၏မှန်သည်မကြမီလေးမြန်ဆက်တံများကြား၏အနိုင်ပြန်လာကြ၏သုံးစီးဖြစ်၏သူနှင့်မလှမကမ်းမှ ဖြတ်ပြန်သွား၏မိုင်ဝက်ကန်အကွာတွင် လေးထီး6ခုကိုကျဲချသွား၏မိုင်ဝက်အကွာဝေးကိုသူမြည်တို့မြမသွားနိုင်ပါသွားမယူနိုင်ပါဘာကြောင့်လေးထီးကိုလည်း 6လက်တောင်ခြာသွားပေးရသည်။ရန်သူကိုလှည့်စားခြင်းဖြစ်နိုင်၏။မှန်သည်။မကြမီလေးမြန်ဆက်တန်ကြားရပြန်၏။လေးမြန်တစည်းတည်းဖြစ်၏။သစ်ပင်ထိပ်ဖျားမြင့်မှသူ့အပေါ်တဲ့တဲ့ပြန်လာသည်။သူ့ခေါင်းပေါ်ရောက်သည်နှင့်လေထီးတစ်ခုခြာပေးသွားသည်။သူနှင့်ဂိုက်20ခန်းအဝေးကကမ်းမပေါ်ရှိသစ်ပင်များကြားတွင်ကျသွား၏။ ူသည်ရုပ်ချီးပင်ရိတ်ခါများရလိုသောဖြင့်ပုံရှိုးနေသော ရေဆက်ချုံမှုတ်တွင်မှထွက်၍ကမ်းမပေါ်တက်၏ကမ်းမမှာအလွန်မက်ဆောက်၏တက်မရမြေထဲမှထိုးထွက်နေသောကင်စရာတင့်မြစ်တစ်ခုခုကိုကင်ဆွဲပြီး အပေါ်တက်ရန်ကြိုးစား၏တင့်မြစ်ပြုတ်ကြပြီးသူ ရေထဲတလင်းကောင်ကိုပြန်ကျသွားပြန်၏အလွန်ခွန်အားနေနေပါသည် အခုံးမှဓာတန်ရာမှယူစည်းကြနေသောသွေးများဖြင့်နှုံးခွေ၍နေလိမ့်မည်။မြည်တို့မြရိတ်ခါချီထားသော လေထီးရှိရာသို့ရောက်အောင်တွားနိုင်တော်မည်မဟုတ်။အလွန်စိတ်သက်ကြကျင်လာရှိ။လင်းတို့27ခွေးဘလူးခေါ်နေတယ်။ပြောပါ။ရလား။မရဘူး။ဒီချိန်ထက်စူးစမ်းပေးပါဦးလား။မလုံနဲ့ ဘွဲ့ကြီးပြိသက်ကခမောင်းမဲနေကြတယ်။အော်ဒါထက်သတင်းကောင်းတစ်ခုပြောပြရအောင်မယ်။ခမားရဲဘော်တော့ဆက်ရှိချင်းကစားပြီးလို့ကလပ်ထဲတောင်ပြန်ဝင်သွားပြီ။ဘာခမားတို့မက်ကလပ်ကိုကယ်လို့ရသွားပြီလား။ဟုတ်တယ်။ဝမ်းသာလိုက်တာဗျာ။ဟဲလ်မင်တန်ဒီဖျားရှင်ကိုမှန်းပြီးဝုတ်ပြူလိုက်သည်။ဆူတောင်းမိဂျေဇူးတင်မိ၏။မောင်လာသည်နဲ့ ဟယ်မင်တန်သည်ကြံနှစ်ကျင်းခီးကိုခြေဆက်ရင်ဟန်ပြင်လိုက်ပထမခြေဆက်ရမည်ခီးမှာကျင်းအမှတ်ဆက်ခွန်ဖြစ်သည်တကူလုံးမှာအလွန်နွမ်းနယ်နေသည့်ဖြစ်ခက်ခဲစွာရွှေ့သွားနေရသည်သို့သောရင်ထဲ၌မူမက်ကလကုကယ်လိုက်နိုင်သည့်တရင်ကိုကြားထားသည့်ဖြစ်အားတက်နေမိ၏ဤတွင်မှာသူ့အတွက်မျောလင့်ချက်အလင်းရောင်လေးပင်ဖြစ်၏ ဂန်စစ်ဌာနချုပ်၌ဗိုလ်ချုပ်ကြီးမူရာသည်နိုင်ငံတွင်ချိတ်ထားသော လေကြောင်းဓာတ်ပုံများကိုမျက်တော်မကပ်ဘဲစိုက်ကြည့်နေသည်ထို့နောက်နေရာတစ်ခုကိုလက်ညှိုးနှင့်ထိုးပြီးဟယ်မင်တန်ကူးရောက်နေတဲ့အမှတ်18ကျင်းရဲ့မျက်ခင်းဆိုတာဒီနေရာမဟုတ်လားဟုတ်ကဲ့သူကအမှတ်18ကျင်းကိုဆက်ထွက်ဖို့အသိပင်ခိုင်းလာတယ်သူ့အခြေအနေကဘယ်လိုလဲသိအားနေနေတယ် ကျွန်တော်တို့ချပေးတဲ့လေချောင်းရိတ်ခါတွေကိုတော့ကမ်းမပေါ်တက်ပြီးရအောင် သွားမြူနိုင်လို့ဒီတိုင်းဆိုရင်ဆက်ရှိချင်းခရီးကိုလည်းသူရအောင်သွားနိုင်ချင်မှသွားနိုင်တော့မှာပဲကိစ္စမရှိပါဘူးသူအခုရောက်နေတဲ့ရေစက်မှာပဲဆက်ပုံခိုင်းသိရင်ပုံခိုင်းတာကဲမဲ့အဖွဲတွေဟုတ်သူ့စီ တနည်းနည်းနဲ့ရအောင်သွားခိုင်းမယ်ကျုပ်ကတော့ဒီလူကို မရရအောင်ကဲခြင်းနဲ့မဲကောင်မြစ်တိုင်း incorporate လေရင်တင်သင်းမော်ကြီးလှုပ်ပြီးကယ်ဖို့လိုမယ်ဆိုရင်တော့လှုပ်ပေးလိုက်ခြင်းသေးတယ်။အယ်မင်တန်ဒီလက်တစ်ဖက်ကမြေထားတန်လန်းပြက်ကိုကင်ပြီး ခေါင်းကိုရေထဲနှစ်လိုက်။သူအသက်ရှူကြက်လာသလိုလေပင်နင်းကျင်လာသလိုခံစားရ၏။သူနိုင်လက်တံကိုလှမ်းကြည့်လိုက်သည်။အကြမီအာယုံချင်းပြန်တော့မြည်။နောက်ဂိုင်း၂၀ရောက်သည့်အထိ သူခီးဆက်ရအောင်မည်။ဤခီးကိုသူရောက်အောင်မင်းသွားနိုင်ပါတော့မလား။မဆက်ခွန်ချင်းခီးကိုရောက်အောင်သူသုံးနိုင်လုံးလုံးစ조사ရ၏။ဤချင်းတို့ရောက်ပြီးနောက်သူတနိုင်နာ၏။နောက်ဆက်ရှိချင်းခီးကိုဆက်၏။ဆက်ရှိချင်းခီးကိုဆက်ရသည်မှာသူတို့အပင်ပန်းအစင်းရဲဆုံးခီးပင်ဖြစ်၏။သူခွန်အားအချိန်မှာအချိန်မရွေး မေ့မြော့သွားနိုင်သည့်အခြေစိုက်နေလိမ့်မည်။ကန်းစက်မှတိတ်ကိုင်းသင်းမြစ်များကိုပင်ဆက်တွဲခုထားနိုင်သည့်အဆင်မရှိတော့။ရေနေရင်ပင်သူမကြခင်သေရတော့မလား။စငါးကိုက်သာ လူတော့သည်။ဆယ်ကိုက်သာလူတော့သည်။ငါးကိုက်သာလူတော့သည်။မဆက်ချင်းခီကိုအောင်မြင်စွာသူရောက်ခဲ့ပြီ ယခုသူရောက်နေသောနေရာမှာရွှွန်နှွန်များအလွန်ထူထပ်သောနေရာဖြစ်သည်ယခုနေရာမှာဆက်၍အသက်ကယ်အဖွဲ လာနိုင်သည် ဖြစ်စေမလာနိုင်သည်ဖြစ်စေသူမြည်တို့မြခီးမဆက်နိုင်တော့သူခန္ဓာကိုယ်သူဘယ်သို့မြဆက်မလှုပ်ရှားနိုင်တော့ခွေဘလူလင်းတို့21ခေါ်နေတယ်ပြောပါကျွန်တော်အမှတ်78ကျင်းဘောလုံးသွင်းပြီ ခေါက်ကလက်ကိုလည်းမရောက်နိုင်သေးပါလားဗျမပူနဲ့ခမားရောက်နေတဲ့နေရာမှာဆက်ဆက်ငိမ့်နေမျက်လုံးဖွင့်တာခမားခေါက်အိတ်ကူတယ်မဲ့ကောင်လေးမကြခင်ရောက်လာလိမ့်မယ်ဟယ်မန်တန်ဒီရှုံများကြားတွင် ထိုင်ချလိုက်ချင်းများကလည်းသူ့မျက်နာပေါ်ဝဲ၍တဝီဝီနဲ့ပတ်ပြန်နေသည် သူ့လက်များမှာချင်းမောင်းနိုင်သည့်အင်အားပင်မရှိတော့ မကြမီမြစ်ကြောင်းတွင်၌လှေငယ်တစည်းပေါ်လာ၏လေသည်သူရှိသောနေရာတက်တဲ့သို့ဥတီလှော်လာ၏လေပေါ်တွင် လေသမားတဦးသာပါ၏လေဝန်း၌မပြောရွက်များတင်ထား၏တဖြည်းဖြည်းနီးလာပြီလေသမားမှာပုံဖြတ်ထားသောယူနီဖောင်းဝတ်စုံကိုဝတ်ထားသည်အိတ်ဆောင်ရေဒီယိုကိုပခုံးတွင်လဲပြီး တနတ်ကိုပေါင်မော်တွင်တင်ထားသည်သူ့မျက်လုံးမှာ ဝိုင်းနေသည်ဟယ်မန်ဒန်မြင်မှုသမျှမျက်လုံးများတွင် အဝိုင်းဆက်ဆုံးမျက်လုံးပိုင်ရှင်ဖြစ်၏ဘူမူကြီးဟယ်မန်ဒန်ဟုတ်ကဲ့လေဒီသူ့ဘေးတွင်ချက်ချင်းထိုးဆိုင်ပြီး လေသမားကဟယ်မန်ဒန်ကိုနုံတွင်းမှမချီ၍လှေဝမ်းထဲသို့ဆွဲတင်လိုက်သည် မပြောရွံ့များဖြင့်ဖုံးလိုက်ဒုက္ခမျိုးစုံနှင့်ရင်ဆိုင်၍ခက်ခဲစွာကစားရသောခေါက်သီးပွဲကြီးပြီးဆုံးသွားလိမ့်မည်ဟယ်မင်တန်ကိုလာခဲ့သောလေမှာအမေရိကန်စစ်သားများဗီယက်နမ်ရွာတွေမှခိုးလာသောလေဖြစ်၏မြစ်ကြောင်းတစ်ခုလုံးမှာဟယ်မင်တန်ကိုကယ်မိသူများ လာမည်ဟုသိ၍မြောက်ဗီယက်နမ်တပ်ဖွဲ့များကနှီးမျိုးစုံဖြင့်ပိတ်ဆို့ထား၏ဟယ်မင်တန်၏ရဲဘော်များ အကြံဖန်ကောင်းလွန်း၍သာနောက်ဆုံးကယ်လိုက်နိုင်ကြခြင်းဖြစ်၏ဟယ်မင်ဒန်သည်လေရင်ပြတ်ကြစဉ်အတွင်းသူ၏ထူးခြားသောဇွဲတက်သည့်များအတွက်၎င်းသူအသက်ကိုဂိမ်းဆိုင်ပဲရန်သူတပ်ဖွဲ့များ၏လှုပ်ရှားမှုကို မပြတ်သတင်းပို့ပေးနိုင်ခဲ့သည့်အတွက်၎င်းအမေရိကန်လေတပ်မတော်၏တရေကောင်းဘွဲတစ်စိတ်၄ခုကိုတပြိုင်တည်းကြီးမြင့်ခံရ၏။ယခုသူအမေရိကန်လေတပ်မတော်မှအနားယူလိုက်လေပြီ တပ်ဆန်မြို့တွင်နေထိုင်၏သူ့အိမ်နှင့်ထိုမြို့၏ကောက်ကွင်းမှမဝေးပါ မလှမကန်းတွင်ရှိ၏ကေပါဥလာဝင်လေတရဲတူရေးသားတဲ့ငလင်ဘုံကျဲခဲ့စဉ်ကနဲ့အခြားဝတ္ထုတူများစာအုပ်ကိုအပိုင်း၁၂အနေနဲ့ကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်း စိတ်ရှိကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်